တို့တက်ဆက်ပေးမဲ့ပွဲပွဲကတော့၈နိုင်ပွဲမှာကျွန်တော်တို့စလီမာ၃ပွဲကံတော့အဲ့မှာမှတပွဲကိုကျွန်တော်ယူထားပါတယ်နော်ဟိုအိုက်ပွဲစင်ကတော့ဒါကြတဲ့လက်စားပွဲစင်မှာဒီနှစ်တရားပါကြောက်မှာလက်စားမီမှာတော့တူတူပြင်ချခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့မှာ Brighton နဲ့ပတ်သက်တဲ့ဟိုဟိုဧပြီလရဲ့ဂျင်ကာဆိုလို့ပြောပေါ့အဲ့ဒါချက်ပြီးတွေ့တာအဲ့ဒါဗာလဲဆိုတော့ဟို2023ဒီဟိုဟာပေါ့ဟို2023ဟိုဟိုဟာဧပြီ23ရက်နေ့မှာဒီ Wolf ကို6ပွဲပြန်နေပါတယ် ဟိုရှုပ်ရှုပ်ပြီးတဲ့နောက်ပိုင်းပါဘူးเนาะနောက်ပိုင်းမှာဒီ April 3ဆိုနိုင်ပြီးတဲ့နောက်ပိုင်းပါဘူးเนาะ April ကစားတဲ့လိခုနကဘွဲစလုံးကိုရှုံးတာအဲ့ဒါကြီးတွေ့တာเนาะအဲ့မှာ April ကစားတဲ့လိခုနကဘွဲစလုံးကိုရှုံးလာပြီးတော့လေးဘွဲစတာတဲ့ခုနောက်ဆုံးရှုံးလာတယ်အခုနောက်ဒီနှစ်ရဲ့ April မှာဆိုသူဗီလာနဲ့ပဲလေးစုရှုံးလာတဲ့နှစ်ဘွဲလေးအပါเนาะဘိုင်ကန်တော့ကအဲ့ဒီချိန်စာစုလေးတော့ရှိတယ်လက်တော့မှာတော့ဘိုင်ကန်ချီရတဲ့ဒါမန်စီးတီးလိုအသင်းတော်ဘိုးတူတေကိုလေးကစားပြီးဘိုးလေးတွေနဲ့တော့ဟိုတိုက်ဆက်ပိုင်းကတော့ ပြောစရာမရှိဘူး။အင်ဖောင်းဖြစ်တယ်။ခံစရာတော့နည်းနည်းပေါက်နေတာရှိတယ်။နောက်ဆုံးဘက်ကားရဲ့ဘက်မေးဘူးမဲ့ကွဲတိတ်နေတော့တွေ့ရတယ်နော်။တစ်ခါကလက်စားကျွန်တော်တို့အသိတဲ့အတိုင်းကိုအားရတယ်မရှိဘူး။တန်းစင်းစုံလေးရနေပါရုံးထွက်လာမှန်းနဲ့အေးထားလို့လည်းမမြင်ဘူး။အဲ့တော့လက်စားဝင်းဝင်းလက်စားရဲ့နောက်ဆုံးဟိုကွာမှာဟို၁၀ပွဲမှာဆိုရင်၈ပွဲလောက်ကရှုံးထားတယ်ပေါ့နော်။ဟိုအဲ့တော့ဝင်းဝင်းနောက်ဆုံးကစားရဲ့ဒီဟိုဟာဟိုဝင်းဝင်းနောက်ဆုံးမဟုတ်ဘဲနဲ့ဒီလီနောက်ဆုံး၈ပွဲစလုံးမှုတည်းဘူးမသိနိုင်ရှုံးထားတယ်။တကယ်လို့သာလက်စားဒီ Biden နဲ့ပွဲမှာ ဘူးမသွင်းနိုင်တဲ့ချက်ရှုံးမှုဆိုရင်သူ့အသင်းရဲ့တမိုင်းလျှောက်မှာဒီဟိုပထမဆုံးဘူးမသွင်းနိုင်တဲ့ဥပ္ပဇ္ဇရှုံးတဲ့ဒါနဲ့ဖြစ်လာတဲ့အခြေအနေရှိတယ်။အဲ့တော့အဲ့လိုဒီကာမိုဒက်တာကိုခုနအိမ်ပြန်ဒေတာဆိုဖြစ်နေတဲ့ pattern တွေနဲ့သူ့အခြေအောက်ပြင်နိုင်ဖို့အတွက်အခွင့်အရေးကောင်းတစ်ခုလို့ကျွန်တော်ယူဆ။အဲ့တော့အဲ့ဒီဟာကိုသူဒီခြေစာဆိုသူပြေအောင်ဒီဘွဲမှာ writer ဆွမ်းဆောင်ပေးနိုင်မှာဆိုကျွန်တော်ပုံသက်ကြည့်တာ။နော်ပထမဆုံးဆရာ writer က လီနောက်ဆုံးရှစ်ပွဲစတိုက်ကိုရောက်ကုန်မယ်ရှုံး။အပရီးမီးယားလိတမိုင်းမှာဆိုရင်လီတောက်ဆုံး၉ပွဲစတိုက်ကိုရောက်ကုန်မယ်ရှုံးတာမျိုးလုံးဝမရှိဘူး။ဟုတ်တယ်။အဲ့တော့သူတကယ်လို့ဘရိုက်တန်ကိုဂိုးမသွင်းမဲ့နဲ့ထပ်ရှုံးသွားမယ်ဆိုရင်သူကစံချိန်တင်တော့လို့အဲပြီးခဲ့တဲ့နယူကာဆန်ရဲ့ပွဲမှာဆိုရင်လေသူကအိမ်ကွင်းမှာဒီရှစ်ပွဲစတိုက်အဲဟိုဂိုးမပေးရဘဲနဲ့ မရှုံးရဘူးဆိုတော့စံချိန်ကိုသူတင်နိုင်ဖို့ကြိုးစားပေမဲ့15မိနစ်လောက်ပါပဲသူပြာကြပြာကြပြာကြပါဘာလို့ပြာကြပါလဲဆိုတော့တော်တော်လာပြောဖီဗီယန်ရှာကန်လိုက်တဲ့ကိုကပထမဆုံးမာဖီသွင်းလိုက်တယ်ပေါ့ဗျာမာဖီဒါက open player နေပြီးတော့အဒုတိယကိုကဖီဗီယန်ရှာကိုကွင်းလေရနေလန့်ကန်လိုက်တယ်ဂိုးသမောကြော်ပြီးလန့်ကန်လိုက်တယ်အဲ့တော့ဂိုးသမောအရှိထွားနေတဲ့အချိန်မှာမမီတော့ဘူးဒါပေမဲ့နောက်တန်းကလည်းလက်စတာနောက်တန်းကလည်း 过了半坡里嘞，是谁呢？地边个脱了，马飞了，地也脱了，比较单体比较肥肥的，像干那个谷啊，单体不脱了了，马飞了背来。哎，那好几遍是，都人家比人家没样的，怎么没样？你说我们那没样了，都讲了讲了呀，路嘛都，那时候都变比较啊，打队伍啊没样，那时候哈，道路又窄，啊，多么，天黑了不知道走啊，不然没夜里他妈也三更的了都。 စံချိန်ဇိုးတွေပေါ့ဗျာအဲ့ဒါတွေတင်ရှိနေအခုလဲတကယ်လို့ဟိုဘက်မှာတင်းဟိုဘောဘူးကနိုင်ပြီးတော့ဒီတစ်ဘက်မှာဘူးကနိုင်ပြီးတော့လက်စတာကရှုံးမယ်ဆိုရင်လက်စတာတန်းဆင်းအောင်ဒီအချိန်ဒီတစ်ခုတော့ရောက်သွားဘူးနဲ့လက်စတာနဲ့စာမကွာဗျာတကယ်လို့ဘူးကနိုင်ပြီးတော့လက်စတာရှုံးမယ်ဆိုရင်ဆက်ရှိမကွာအဲ၆ဝဲပဲကျန်တဲ့ချိန်မှာဆက်ရှိမကွာရဲ့ဆိုတော့စိတ်မမီတော့သူ့ရဲ့ပေးဖို့တော့အရန်ကိုမြင်ပါဆိုတော့ဟို တန်းစင်းသွားမယ်လို့ကျွန်တော်ကတော့သုံးသပ်ချင်တယ်။ဒါကြောင့်လက်စတာဒီဘွဲမှာအတကုံပုံပြကစားရမယ်ချင်တယ်။အနည်းဆုံးတမတ်တော့တော့တန်းမစင်းရဖို့တော့အနည်းဆုံးတမတ်တော့ကစားရ။စောစောစီတန်းမစင်း။ဥပမာ Brighton ဘက်ကကြည့်မယ်ဆိုရင် Brighton ကဒါ၄ဘွဲဆက်နိုင်ဝဲပျောက်ဆုံးနေတယ်။၃ဘွဲဆက်ကြီးကြလာ။ဆိုတော့၃ဘွဲဆက်ကြီးကြလာတဲ့ Brighton ကဟာဒီရာသီမှာ၄ဘွဲဆက်တစ်ခါမှကြီးမကြောက်။ဆိုတော့ဒီဘွဲမှာတော့သူကြီးပြန်အောင်တဲ့။ကြီးရအောင်နေနေပြော1 2 ဘာလို့တရားတော်တူပါ့အဲအဲ့လိုအနေထားခုရှိပြီမဲ့အဲကျွန်တော်တို့က brighton ရဲ့တောင်မှတိုက်စစ်အားတွေကို lester မခံနိုင်တော့ဘူးလို့ကျွန်တော်တို့တွေးမယ်ပြီးရင် lester ကအရန်ကိုဖိအားများပြီးတော့သူ့ရဲ့ play တွေကကြဆင်းတော့တယ်ဟိုတိုက်စစ်ကဘယ်လိုမှဂိုးမသွင်းနိုင်ဘူးဖြစ်ဆိုတော့ဒီအချိန်တွေမှာဂိုးပေါ်နဲ့ body ball ကိုစဉ်းစားမှုဆိုဂိုးပေါ်ဘာကြောင့်လဲဆိုတော့ အစင်နာပိုင်းမှာဆိုရင်တို့ဒီနေ့တည့်ကကိုယ့်အပြန်လဲသွင်းပြန်လဲသွင်းနေပြန်လဲသွင်းရဆိုတော့ကိုယ်ပေါ်ပိုင်းရဲ့ body ပေါ်ပိုင်းရဲ့ပေါ့ body ပေါ်ပိုင်းရတော့ပိုစင်းစားတဲ့လို့ကျွန်တော်ထင်ဟုတ်ဆရာရေးကြတော့ဒီနေ့တည့်ကပြန်ပြန်ရေးတဲ့တဲ့ဆိုမှာဆက်ဝင်သွားဖို့ပေါင်းလာမှာတော့နောက်ဆုံးဆက်တော့မှာမှာဆက်ကလည်းလည်းပုံလာခဲ့ပြီလို့ပြောရတယ်တတော့ဝမမှာဂရိုင်ယာကနိုင်ခဲ့တာနှစ်ချက်ရွေးစီဩဟုတ်ဆိုတော့စင်နာပိုင်းကစာရညာတော့စာရည်ရတယ်သွားတာနေပေါ့နော် အဲ့မဲ့တင်းတဲ့ပြုတ်တော့နောက်ဆုံး၅ဘက်မှာလည်းဗိုင်လန်ကနှစ်ပွဲနိုင်တယ်၃ဘက်တည်ကြတယ်ဆိုတော့လက်စတာကိုနောက်ဆုံး၅ဘက်ကနေချုံတော့လက်ရှိဒီပွဲတကလက်စတာကိုတော့တိတ်ပြီးတော့ရေဖို့ရမရှိတော့လက်ရှိဘောင်းဆိုခန့်စစ်ကလည်းဘောကလည်းရောနီးပါနှစ်ဘိုးပေးနေရတယ်ဘောကလည်းလုံးနှစ်ဘိုးပေးနေရတယ်ဆိုတော့သူတိုက်စစ်ကဂိုးပြန်ရအောင်တစ်ဖက်မှာပေးရမယ့်ဂိုးကြီးတွေကလည်းနှစ်ဘိုးလောက်ကအောက်တက်တက်သွေးထားမှန်းကြည့်တာ ဘိုင်ဒန်ကပြီးခဲ့တဲ့နောက်ဆုံးအိတ်ဝင်းဘွဲ့တွေမှာအစွန်ဗီလာကို0-3နဲ့ရှုံးတာရှိတော့ဒီရလီဘိုင်ဒန်အိတ်ဝင်းရဲ့တိုက်စစ်ပိုင်းမှာနှစ်ပေါ်ဆက်လောက်ကြီးဟိုပေါက်ပြောက်တာလို့မရှိဘူးလို့ပြောဆိုတော့လက်ရှိအနေကခုနကပြောလို့မပြောရဘူးဆိုတော့ဘော်ဒီအပေါ်နဲ့ဘိုးဘော်ကတော်တော်လေးအဆင်ပြေမယ်လို့ထင်တယ်ဗျဟုတ်ကဲ့အဲ့တော့အရှာဒီကွက်နေသားမှာကျွန်တော်ကူကြည့်တော့2ပေါင်80ပေါ့နော်နဲ့2ပေါင်80 3090ဟိုထွက်နေတယ်ပေါ့နော်အဲ့ဒီအနေသားမှာလည်းကျွန်တော်တို့ဟိုဘိုင်ဒန် ဟိုကိုရဖို့တော့များနေတဲ့အနေအထားကျတော့ရှိနေတယ်နော်လက်စားကလက်ပြန်ပေးရမလက်စားလို့ပြန်ပြရတဲ့အနေအထားရှိတော့ဟိုကျွန်တော်အနေနဲ့ဒီပွဲကဘော်ဒီနဲ့ဟိုဘော်ဒီနဲ့ဘူးပေါက်တဲ့ဆိုဘော်ဒီကိုကျွန်တော်ခုနပြီးတယ်ခုနကျွန်တော်ပြောခဲ့လို့ပဲဒီပေလာရဲ့ချိန်စာဆိုလို့ရှိနေတဲ့အချက်ကိုလက်စားလို့အခုလို့ဖက်ဖက်ကနေပါလေအနေမျိုးနဲ့အနေကောင်းဒီချင်းသာဆိုလေးကိုလိုက်ကံတက်ဖြတ်နေလို့ထင်တယ်ဒီကြီးရအောင်ဇာတဲ့တတိယပြည့်ချင်တာဒီချောက်လို့ပြောဘယ်လိုလဲဆိုတော့ဗျာတခါရောက်ပရီးမီးယားလိဂ်ကိုပြီးခဲ့တဲ့အပတ်တွေပဲချီချီတပတ်ဟိုဘက်ပြည့်ချီချီ အဲ့ဒီပရီးမီးယားလိကတော်တော်များများဘော်ဒမွေးယူကုန်သူတွေဒုက္ခပေးရလေရှိတယ်။ဆိုတော့ပြောပါဒီပွဲဒီပွဲဆိုဒီဘက်အောင်အောင်အဲ့မဲ့ကျွန်တော်တို့ရဲ့ဘက်ကပြန်ကြည့်မယ်ဆိုရင်လေကျွန်တော်တို့ဒီ let's talk below logical thinking ရဘလို့အပိအဘလို့အပိ structuralism လို့ဟောကကျွန်တော်တို့ကဘလုံးကမှန်းသူတွေကဟို ဘောလုံးဝက်တင်ဆက်သူတွေဘောလုံးဝက်ခံမှန်းသူတွေဟို Skype Sport မှာပဲဖြစ်ဖြစ်ဗျာကျွန်တော် ESPN မှာပဲဖြစ်ဖြစ်အဲဘောလုံးဝက်ဝဲကိုချင်းကတ်တဲ့နေရာမှာကျွန်တော်တို့အဆောစကောခဏပြင်လိုက်ဘာလို့ရလဲဆိုတော့ structure listen လို့ရတယ်အဲတော့တီဆော့ဟာဒီကောင်ကဒီလိုရှိရဲဒီနောက်တန်းဘလိုဟိုကတော့ရှစ်ပွဲစတိုင်ဘလိုမျိုးဂိုးမသွင်းတော့ဘူးဟာဒါကတော့ Brighton ကတော့၄ဝက်စတဲ့မနက်သူအမ structure listen ဆိုရဲ logical thinking ကိုသူတီဆော့ပြီးတော့ကျွန်တော်တို့ကဘောလုံးဝက်ခံမှန်း ခံမှန်းတဲ့အခါမှာအဲ့ဒီတိုင်ဖြစ်စမှာဖြစ်တယ်ဟုတ်ကဲ့ဆိုတော့ခုပြကျွန်တော်တို့တော့ဟိုပေးလိုက်ပြီးတော့ brighter ဒါ brighter နိုင်တယ်ဒါပေမဲ့ brighter ကိုပြမှာကျွန်တော်တို့ကဟိုခံမှန်းမှုအဆင်ပြေပါဘောနော်အဲတကယ်တမ်းဆိုတော့ brighter ကိုမပြရင်ဘယ်လိုလုပ်မလဲဆိုတာရှိဒါပေမဲ့ brighter ကအဆန်ဈေးကွက်နေတာရောတူပေါင်း80ကတော့နည်းနည်းကြောက်啊ဟုတ်တယ်နောက်တစ်ခုကနောက်တစ်ခုကဗျာဟိုသူ့အနေနဲ့ဟိုဥရောပဝင်ခွင့်အတွက်လာလာကောင်းနေတယ်ရှိတဲ့အခါမှာ အကျွန်တော်တို့ logical thinking နဲ့ socialism ကို socialism ကိုဟိုတိဆောက်ဝါဒလို့ခေါ်မလားဆောက်ဝါဒလို့ခေါ်မလားအဲ့ဟာနဲ့ကျွန်တော်တို့ကကိုယ်လုံးပေါင်းစုံတဲ့အခါမှာ bright line ကိုပဲကျွန်တော်တို့အားပေးအောင်ဖြစ်မဟုတ်ကျွန်တော်လည်းအမှန်ပဲကျွန်တော်လက်ဆောင်မပေးဟုတ်တယ်ဒါလက်ဆောင်အားပေးရဆိုတော့ဟိုအရေးကိုရဲဆိုတာကြောင့်ဟုတ်ပြောလက်စတာရဲ့နောက်ဆုံးဆယ်ပွဲရဲ့ချင်းအောင်တို့အနေသားလေးကိုကြည့်မယ်ဆိုရင်လည်းမကောင်းအဲ့လောက်မကောင်းအဲဆုံးနှစ်ပွဲသုံးပွဲလောက်ပဲအောင်လာတာဟုတ်တယ် ။အိုဘရိုက်တန်အားကြောင့်ဂျေးအောင်လုံးလေးကောင်းတယ်။အခုနောက်ဆုံးသူ၃ဝက်စားလိုက်သူဂျေးကြောင်ပါ၄ဝက်စားလိုက်တော့မကြောက်လောက်ဘူးဆိုတော့ logical thinking နဲ့ကျွန်တော်တို့ကစဉ်ကျွန်တော်ကစဉ်းစားအဲ့လိုပြောတယ်အရန်ကြိုက်တာကြီးတော့မဟုတ်ဘူး။ဟုတ်ကဲ့ကျွန်တော်ကတော့ဘိုးဘိုးနည်းနည်းပို့ပြီးတော့အားရဟာပြီးတယ်။ဟုတ်ဆက်ချာတည်းနဲ့ချင်းကလည်းတော်တော်ကြာနေဘူး။ဘိုးတော့တော့ဘိုးရောဘိုးရောဘိုးရောတော့ဝေးတယ်။အကျွန်တော်တို့တချင်ရရှိတယ်လေ။ကျွန်တော်တို့အေရှားပူကီကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအဲအေရှားပူကီဝဲချင်းစီကိုကျွန်တော်ထောက်ကြည့်တဲ့အခါမှာ plastic ပေါ့။ long deep ထားရ အောက်ကျွန်တော်တို့ကြည့်လို့ရရာခိုင်နှုန်းတွေကကြည့်လို့ကောင်းတာကျွန်တော်လက်ချိန်နဲ့ Biden နဲ့ Lester မှာကျွန်တော်တို့ကကျွန်တော်တို့ရေးခဲ့ဘူးလို့တချမ်းကောင်းလို့ရှိတယ်ဟိုတချမ်းကောင်း Biden ဘက်ကဒီဟိုလောင်းကြီးချက်ထားတဲ့ state က lounge ကကျွန်တော်တင်တဲ့အနည်းဆုံး80ရာခိုင်နှုန်းတော့ကြည့်တော့ဒေသနဲ့လို့ Biden ကချတာအဲ့လိုမျိုးနေသားဆိုတော့ကကျွန်တော်တို့က logical thinking ရပြီးဖြစ်တင်ဖြစ်တိုက်တဲ့ဒီ logic ယုတ်တိအရာတွေးမှုတွေဟာကိုလည်းထည့်စမ်းလာမယ်ဆိုရင်ကျွန်တော်တချမ်းကောင်းဖြစ်နေတဲ့အနေသားဆိုရင်တစ်ခါကျရင်ကျွန်တော်တို့တစ်ခါကျ ဘက်ကံကနောက်ကပြန်ကြည့်ဟိုဘက်တင်းကလိုက်လာရိုက်လာရိုက်ခဲ့ဥစားတွေရှိတဲ့ခါမှာအောင်လာရဲစီတို့ကြားလာတာရှိနေဆုံးအဲ့တော့ဘောလုံးပွဲပွဲကိုကျွန်တော်တို့ခုဒီနေ့ရွေးချယ်လိုက်ပြီဆိုရင်တော့ခုနကကျွန်တော်တို့တစ်ခါကြလေဟိုစွန်စားရတာလည်းပါတယ်ပေါ့နော်ခုနကရောက်တိကြတဲ့အချက်လက်တွေအကုန်လုံးသုံးသပ်ချက်တွေလည်းပါပြီးစွန်စားရတာလည်းကြားတဲ့ခါတော့လက်တော်မှာတော့ဖြစ်တင်ဖြစ်တိုက်တဲ့အနိုင်ကိုတော့ကျွန်တော်တို့ကရွေးချယ်တာပေါ့နော်အဲ့တော့မှကျွန်တော်တို့ဝန်ကန်တိုင်းတိုင်းတော့နိုင်မယ်ဘူးပြမပြတ်ကိုတော့ကြည့်မယ် ဆရာရဲရတော့ခုနကအိုက်ပေါ်လေးမှာပါဖြတ်ပြလိုက်တယ်ဆိုတော့လက်စတာလက်စတာမဟုတ်ဘလက်စတာလက်စတာအလီကခုနကကျွန်တော်ပြောသူဒီဘွဲရှုံးရင်ဒီမှာဒီတမန်တဲ့တမန်ဂူမနုနဲ့မိကူဝဇက်ဘယ်ဘက်ဟမ်ဘူဝဇက်ရှုံးနေပထမဆုံးကင်းဖြစ်လာမယ်ဆိုတဲ့အဒီတာရှိတော့၃လုံး၂၀ဖွင့်ထားတဲ့အဒီတာရှိတာလက်စတာကိုလည်းဂူပေးထားတယ်လက်စတာမင်းရှုံးရင်တော့ဂူမမသွင်းနိုင်ငယ်ရှုံးခဲ့ မတတော်ဘုံဘောင်းတင်နေလဲအဲ့လားဘုံဘောင်းတင်နေလဲပြင်းနေတဲ့ဒီခါအရာကျွန်တော်တို့က brighton ဥပဒေကိုကိုပေါ်ပဲကြီးရအောင်လို့ပြန်ဖြစ်သွားတယ်အခုကျွန်တော်တို့ပြောနေတဲ့တန်းတန်း brighton brighton ဘောင်းဆိုတော့ဘယ်ဘုံပြဘယ်လိုလဲစာရုပ်စဉ်းစားရတော့ဗျာဒါကြီးကဗျာဟိုဟိုဘယ်လိုရအောင်လဲဆိုတော့ခုနကပြော logical thinking နေတော့ကိုပယ်ပယ်ပယ်ဖြတ်ပြီးတော့ဟိုကံကိုစွတ်ပြီးတော့ဆောင်ရမယ်လို့ယုံအောင်လို့ဖြစ်သွားတာဟုတ်တယ်အဲ့တော့ brighton ကိုကျွန်တော်တို့က body ရတော့ကြိုက်တယ်ဆို စံစားသူဘာဖြစ်လဲအဲ့ဒါအဲ့ဒါအဲ့ဒီအတွက်ကျွန်တော်တို့ပို့ပြီးတော့များတေချာမလားလို့ထပ်ပြီးကြားတယ်တစ်ဆင့်ထပ်ပြီးကြားတယ်အဲ့ဒီထိုင်တော့ကိုဂိုးပေါ့ဘာလို့ဘာကြောင့်လဲဆိုတော့ခုနကဆိုဆိုဂိုးမသွင်းနိုင်တဲ့ဟိုဟိုရှုံးမဲ့ကွဲဆက်မျိုးအချိန်ကြာတော့ဟိုပထမဆုံးသိဖြစ်လာမယ်အလီသားကိုဟိုလက်စတာရှောက်မလားဆိုတော့ရှောက်နိုင်စွတော့တီးရ3020ခါလည်းဖြစ်ရတဲ့အခါကျတော့ပို့ပြီးတင့်တော်ပြီးတဲ့အချက်ကရိုက်တာနဲ့လက်စတာဂိုးပေါ်ကအကောင်းဆုံးသူတွေမျိုးစား